ကြော်ဝင်သားပတ်နေအောင်ဆိုတော့ဒီဗီဒီယိုကိုကြည့်တဲ့သူတွေထဲမှာဟိုပါဘောကိုယ့်ရဲ့တွေ့ရပြီးတွေးပါလားဗောနောပြီးတွေးတမားလေးတွေနဲ့ပတ်သက်တဲ့ဟာကိုဆရာမလေးကပြောခြင်းတယ်အဲ့တော့စိတ်နေစိတ်သဘောသဘောထားဗောနောဆိုတော့သူတို့ညာလေးတိတ်ချစ်မိသွားပြီသူတို့ချစ်မိသွားပြီဆိုလို့ရှိရင်ဟိုအပြစ်မမြင်ဘူးဒီလူမှဒီလူသူကဟိုအရန်လေးနားလေပြီးနိုင်နေအရန်ကိုလည်းဟိုသူကစိတ်အားငယ်တက်တယ်ဒီပြီးတွေးတွေရာဗောနော တို့ကအရန်နဲ့တဝင်တိုးတက်တယ်ဒါပေမဲ့အဲ့တဝင်တိုးတက်ပြီမဲ့လေအရန်ချုပ်ချယ်တာပါလားကိုချစ်သူကကိုအဲသူကအရန်ချုပ်ချယ်တာပဲပြီးတော့နားလည်းမလဲမပေးဘူးလို့ထင်ခံရမှာဆိုတဲ့အတွက်တို့တဝင်တိုးမှုတို့ကဖုံးကွယ်ပြီးတော့ဗောနော် ဖုံးကွယ်ပြီးတော့တို့ကအဲဟိုအရန်နားလည်းပေးတဲ့ဟန်အဖြစ်ဆောင်တက်တယ်အဲ့ခါကျတော့တို့ကတို့ကဟန်ဆောင်ကောင်းနေတယ်ဒါပေမဲ့ဟန်ဆောင်ကောင်းနေဆိုတာတို့ကသူညာအပေါ်မှာမကောင်းမှုနဲ့ဟန်ဆောင်တာမဟုတ်ဘူးတို့တို့ကြောင့်တစ်ဖက်သူစိတ်ပင်ပန်းမှာတစ်ဖက်သူ ာကျင်သွားမှဆိုတဲ့အတွက်သူတို့နာကျင်နေတော့သူတို့မနာကျင်ဘူးဆိုတဲ့ပုံစံမျိုးပြုံးပြထားတယ်။အဲသူတို့စိတ်ပင်ပန်းနေတော့သူတို့မပင်ပန်းမအောင်ဆိုတဲ့ပုံစံမျိုးလေးပဲသူတို့နေတတ်တယ်။အဲ့ဒါတော့ကိုယ့်ရဲ့ချစ်သူကိုယ့် relationship ကိုသားသမီးကိုမိဘအဲ့လိုမျိုးပြီးသွေးပိုင်ရှင်ဆိုရင်အဲ့ဒါလေးတော့နည်းလေး view ဆိုင်ပေးရမယ်။ပြီးတော့သူကပေါ့နော်ဟို ဟိုတခြားပေါ့နော်လူတွေဈာမဆိုရင်တို့ကရေပန်းစားတယ်အတငယ်ချင်းနေမိတ်ဆွေတွေဈာထဲမှာဆိုရင်တို့ကရေပန်းစားတယ်ပေါ့နော်ရေပန်းစားရဲဆိုတာကဟာတို့ကအငြင်းတဲ့အတစ်ဖြစ်တာပဲတို့ကအငြင်းတဲ့ strong ဖြစ်တာပဲတို့ကအငြင်းတဲ့မတို့ပြောတဲ့များကိုလည်းနားထောင်ပြီးပြီးတော့ဆိုဖြေရှင်းပေးတဲ့သူပဲအဲသိရမလားပြောမှဆိုတို့ကကွာအဲဒီ good listener တွေပေါ့အရန်လည်းနားထောင်ပေးတဲ့အရန်အချံငင်ကောင်းနေလည်းမပြောပေးလိမ့်မယ်ပေါ့နော်ပေးတတ်တယ်တကယ်ကြတော့တို့ကအဲ့လိုမျိုးအချံကောင်းညံကောင်းနေသူများတွေကသာပေးနေပြီပဲတကယ်တမ်းကျတော့တစ်ခါတလေသူတို့အတွက်ဆိုလို့ရှင်သူတို့ ဟိုအကြံဉာဏ်ပြောင်းနေတာအကြံဉာဏ်တွေမေ့နေတာထွက်မလာတာသူတို့သူများဟိုတာအခြေရေးတွေမှာအကြံပေးမယ်နော်သူတို့အခြေရေးကိုသူတို့ကိုသူတို့ပြန်မြောက်မကင်တွင်နိုင်တာမျိုးလည်းရှိတယ်ပြီးအရန်အားနာတတ်တယ်ဒီလားပြီးတွေးတယ်ရနော်အရန်အားနာတတ်တယ်ပြီးရင်သူတို့ကအရန်သူတို့ကိုကြည်လိုက်လို့ရှိရင်အတန်မာတယ်ဘာညာထင်ရပေမယ့်တကယ်တမ်းကျတော့ သူတို့တွေအမတမနူးညံ့တဲ့စိတ်ထားနဲ့အမတမဟိုဘယ်လိုပြောရမလဲတခါကျရင်တနာဖို့ကောင်းနေပေါ့နော်ပြီးသွေးလေးတွေကဟိုတခါလေမျိုးတိတ်နိုင်စွမ်းနဲ့အရင်ကြီးကြတယ်သူတို့ချစ်တဲ့သူသူတို့ကြောင့်ခံစားသွားမှာသူအမတမစိတ်ပူကြရယ်ပေါ့နော်အဲပြီးတော့တိတ်လဲအာနာတတဲအဲပြီးတော့သူတို့မှာအပူတွေရမ်းများတယ်စိတ်ပူတယ်ရင်ပူတတ်တယ်အဲလိုမျိုးပေါ့နော်အဲ့ဒီအပူတွေကသူတို့က ဟိုသူတို့ကိုယ်ဖန်တီးခဲ့တာမျိုးတော့မရှိဘူးဒါပေမဲ့ဟိုအဲ့ဒီအပူတွေကပေါ့နော်ဟိုဟိုသူချစ်တဲ့သူတွေကိုကြည်နေနေတယ်ဟိုသူတို့ကအဲ့လိုစိတ်ပူပန်လာတာမျိုးပေါ့အဲ့လိုမျိုးပေါ့အဲပြီးရင်သူကအဲ့တော့ကိုယ့်ရဲ့သူ့ရဲ့စိတ်အမှန်ကိုတော်တော်များများဘယ်လိုနေရာမျိုးမှာသူကတိကြလဲဆိုရင်ဒါတော့သူ့စိတ်အမှန်တရားတရားရဂိုင်းလုံးလောက်ကိုအကုန်လုံးကမသိနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ relationship နဲ့ပတ်သက်တဲ့သူကိုချပြရင်တော့သူတို့ကတရားလုံးပြသေးတာမဟုတ်ဘူးဒီတွေးနေရတော့သူက ခုနှစ်ရာခိုင်နှုန်းတော့ပဲသူကပြတယ်ဂျန်နေဟာသူကလှုပ်ဝက်ထားသေးတာဘယ်လိုတွေလှုပ်ဝက်ထားလဲဆိုတော့ပြီးသွေးလေးတွေကဟွာပေါ့နော်အဲသူတို့ရဲ့ခလေးဆန်တာတွေသူတို့အရန်ချစ်တက်တာတွေသူတို့အရန်တုံ့ဝင်တိုးတက်တာတွေပြတတ်တယ်လို့သူတို့ဒီဘက်မှာလည်းတည်ငြိမ်သူပေါ့သူတို့အရန်တည်ငြိမ်ပါတယ်ပေါ့နော်သူတို့အဲအရန်တည်ငြိမ်နေအရန်လဲစောင်းဖြစ်တယ်အရန်လဲနားလဲပေးနိုင်ပါတယ်ဆိုတော့အာမျိုးကိုလည်းသူကပြကျင်သေးတယ်နော်ပြီးတဲ့အခါမှာအဲသူတို့က ဟိုအငြင်းတဲ့ကိုဆုံးမဩဝါဒတွေနေပေါ့နော်အငြင်းတဲ့အဲကိုလမ်းညွှန်ပေးနိုင်နေပြောမှာဆိုပြီးတွေးလိုက်တယ်ကွေအရန်ဟိုဒီတွေးတွေတွေးအုပ်စုတွေထဲမှာဆိုရင်ဘာပဲပြောပြီးတွေးလိုက်တယ်လည်းနည်းနည်းပေါ့ဟိုကလေးဆန်တွေတွေးထဲမှာပါတယ်လို့ဆရာမလေးကတော့မြင်နေသူကအဲ့လိုမျိုးဟိုဟာနောက်ကကြတော့သူကအများကြီးလေအချစ်ခံခြင်းနေသူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုးချစ်ပေးတတ်တယ်เนาะဆိုတော့ဟို သူတို့တွေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကြတော့အနေနဲ့အများကတော့ခန်းစားချက်တည်းကတော့ဟိုတောင်းလိုက်တော့ကတော့ရှိကြမှာပဲလीအဲ့တော့အဲဘီသူလေးတွေနဲ့တွေ့တဲ့အခါမှာသူတို့ပြီးတော့ကျင်နာပေးပါသူတို့ပို့ပြီးတော့ give side ပေးပါပို့ပြီး care လုပ်ပေးပါဘီသူလေးတွေမှာမမြင်ရတဲ့အဲသူတို့စိတ်အားငယ်မှုအများကြီးရှိတယ်မမြင်ရတဲ့နာကျင်မှုအများကြီးရှိတယ်သူတို့ရဲ့ trauma တွေရှိတယ်အဲသူတို့ရဲ့ခန်းစားချက်တွေသူတို့မျိုးသိပ်ထားတယ်အဲ့အတွက်ကိုချစ်သူကဘီသွေးပိုင်ရှင်ဆိုလို့ရှိရင်တော့ကိုရှိမှာဘာမှမဖြစ်ဘူးဆိုပြီးတော့တံမာပြနေပြီဆိုရင်တော့သူကအမတန်မှစိတ်အားငယ်တက်တဲ့သူဆိုရလဲ မေးပါနဲ့အဲသူ့ကိုအမြဲတမ်းအားပေးပေးပါသူနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကလှုပ်ပေးနိုင်တာရှိရင်အစွမ်းကုန်လုပ်ပေးပါပြီးတော့ဒီသွေးတော်တော်များများ romantically ကြိုက်တယ်နော်အဲဒီဟိုနောက်ဆုံးပတ်စံအများကြီးကုန်ကြတာမျိုးမှမဟုတ်ဘူးနော်နှင်းစီမန်လေးတပွင့်ပဲဖြစ်ဖြစ်သူ့ပုံမှာအလိုက်တတိနဲ့ဂယူဆိုင်ပေးခြင်းဆိုတော့ခံချင်တာအဲ့တော့အဲ့ဂယူဆိုင်မှုလေးကိုတော့ ပေးပေးပူဆင်ပါလေးကတော့အကြံပေးချင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာဆက်တွေ့ပါမယ်ရှင်ဒီဗီဒီယိုလေးကကြည့်ရတာအဆင်ပြေတယ်ဆိုရင်လည်းဒီ comment လေးတွေမှာအမှတ်တရစာလေးရေးသားပေးပါတော့ကျေးဇူးပါဆိုတော့အေးသွေးလေးပြပြပေးပါအောင်ဆိုတော့အေးသွေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့သူတို့ကอืมသူတို့ရဲ့စိတ်ကအဲ့လိုမျိုးပဲခံမှန်းရခတ်တယ်နည်းနည်းခံမှန်းရခတ်တယ်ပြီးတော့သူတို့ကထုတ်ချက်မှုတွေမကြိုက်ဘူးသူတို့ကထုတ်ချက်ရအောင်သဘောလုံးဝမကြိုက်ရဲမှာပါတယ်ပေါ့နော်အဲပြီးတော့ဟိုသူ့ကိုဒါမလုံးနဲ့ဆိုမှသူကလှုပ်ချင်တာမျိုး အဲမသွားနေဆိုရင်သွားကျင်လာမျိုးပေါ့နော်ပြီးတော့သူတို့ရခန်းစားချက်တွေဆိုတော့ဖုံးကွယ်တတ်တယ်သူတို့ကဘယ်လိုပြောရမလဲခါလီကြလို့ရှိရင်သူတို့အဲနာကျင်နေရင်အောင်အဲ့နာကျင်မှုမှာသူတို့ကအဲနိနိခင်းစောတချင်လို့ပေါ့နော်အဲငါအဆင်ပြေပါတယ်ပေါ့အဲဆိုတော့အဲ့လိုမျိုးပေါ့အဆင်ပြေတယ်ပေါ့အဆင်ပြေပါတယ်ဆိုပြီးတော့အလိုဖုံးကွယ်ထားတယ်တူမျိုးတွေပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ခါကျတော့သူကဟို တို့စိတ်မပါတဲ့အရာပေါ့နော်စိတ်မပါတဲ့အရာတို့ဘာမှနာမခိုင်းနဲ့မလုပ်ဘူးတို့စိတ်ပါပြီဆိုလို့ရှိရင်အဲဘာနေချက်ချင်းထားလို့ချက်ချင်းအောင်မြင်တယ်အဲခါကျရင်တို့ချက်ချင်းလုပ်ဖို့အစမပြေသေးဘူးဆိုရင်လည်းအဲ့ဒီအရာကိုတနေ့ရအောင်လုပ်မယ်ဆိုတဲ့ရည်ချက်ရှိတယ်အဲ့လိုမျိုးပါနော်ဘယ်သူတို့ရဲ့စိတ်အားထက်သန်နေအတွက်အဲသူတို့သဘောကြတဲ့သူတွေသူတို့အဲတော်တော်များများပေါ့နော်သူတို့သူတို့လိုချင်တဲ့အရာပေါ့ဟိုကိုရဖို့လွယ်တယ်ပေါ့နော်သူကစိတ်အားထက်သန်မှုကြောင့်ပေါ့နော်အဲပြီးတော့ ဂယူသူ့ဂယူဆိုင်တာသူရမ်းခံခြင်းနဲ့အဲဒါပေမဲ့သူကသူ့ဂယူဆိုင်ပါလို့တော့သူကပြောမှာမဟုတ်ဘူးသူကဂယူဆိုင်ခံခြင်းနဲ့သူလည်းမပါတယ်ဟိုလိုအမြဲတမ်းပြီးတော့သူကတစ်ခါလေးကျရင်သူဘာလို့လွမ်းလို့လွမ်းနေမှာဘာလို့ဆွေးလို့ဆွေးမှာမြဲတမ်းကိုအမြဲတမ်းအပဲကွဲနေတယ်လို့လို့အမြဲတမ်းပေါ့ဘာမဲ့ဆိုရင်သူကမရှင်ဖြစ်တာလေမြင်လွယ်ပေါ့နော်အခုနေစိတ်အတက်ကြရလေမြန်နေအဲ့လိုမျိုးပေါ့သူရဲ့ခန်းစားချက်တရားပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲအပေါင်းအသင်းနေဆိုလေသူငွေချင်းမိတ်ဆွေတွေဆိုလေသူရမ်းချစ်တတ်တယ် ူတငယ်ချင်းလေးပေါ်မှာလည်းအရင်အနှွန်တာခံတတ်တယ်ပေါ့နော်အဲဒါပေမဲ့အဲ့လိုနည်းနည်းစကားပြောတဲ့ခါမှာပေါ့စကားပြောတဲ့ခါမှာဖြစ်ဖြစ်သူ့ရဲ့ခံစားချက်တွေကိုဖုံးကွင်းရင်းနဲ့ပဲဖြစ်ဖြစ်အဲ့လိုဟိုပြောရင်းနဲ့ပေါ့နော်သူကဟိုတခါလေကြာရင်အာမနာတတ်တဲ့သူလို့သူတို့ထင်ရတာသူအားလေးမအာမနာဘူးပေါ့နော်ဒီလူကအမြင်နဲ့ဘလို့ကြီးလည်းမသိဘူးပေါ့အဲအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ပြီးတော့တခါတလေကြာလို့ရှိရင်အဲဘလို့ပြောရမလဲပြီးတော့သူတို့ကလေအဲ ူတို့ချစ်တဲ့သူတွေပေါ့ထားပါတယ်သူတို့မှာ age တွေရှိရင်ရှိမယ်ချစ်သူတွေရှိရင်ရှိမယ်အဲ့ဒါဟိုသူတို့တူချစ်တဲ့သူသူချစ်ခဲ့တဲ့သူတွေပေါ်မှာသူဘယ်တော့မှမေ့သွားတာမျိုးတော်ရုံမရှိဘူးသူချစ်ခဲ့တဲ့သူတိုင်းပေါ်မှာသူကအခန်းမနှလုံးသားမှာအခန်းတကန်စီသူကထားတာအဲဒါကတော့ age strand ဒါကတော့ crash တကယ် crash ခဲ့တဲ့သူဖြစ်နိုင်တယ်ဒါကတော့အဲဒါကတော့ generally လည်းဖြစ်တာပေါ့နော်တယောက်နဲ့တယောက်ကတော့တူချင်မတူလိမ့်မယ်ဒါလေးတွေကတော့ဖြစ်တတ်တဲ့သဘောတဘာဝလေးပေါ့အဲ तू မမေ့ဘူးပေါ့နော်ဘယ်တော့မှအဲ तू तू ချစ်ခဲ့တဲ့သူတိုင်းကို तू မြင်နေမှတ်မိနေတယ်အဲ ဒီတရားကိုချစ်တဲ့အချိန်မှာလည်းဒီတရားကိုချစ်တယ်ဒါပေမဲ့သူဒီခါလေးကျရင်အရင်ကလူတွေကဘာမကောင်းတဲ့သူဆိုရင်တော့ तू ထုတ်ရင်ထုတ်လိုက်မှာပေါ့နော်ခေါင်းလေးကနေဒါပေမဲ့အဲ့မကောင်းတဲ့သူဆိုရင်တော့သူ့ပုံမှာမကောင်းတဲ့သူဆိုရင်တော့ तू ကမကောင်းဘူးဆိုတာသိရတဲ့နေတော့အော် तू ကငါ့ပုံမှာဟိုဒီလိုမျိုးလေးတော့ရှိခဲ့ပါလားဆိုပြန်တွေးပြီးတော့လွမ်းရင်လွမ်းနေတဲ့အမျိုးရှိတတ်တယ်ပေါ့နော်အဲပြဿနာတအောင်တော့လောက်တာမို့ကိုချစ်သူကိုရင်တော့ကအဲ့လိုမျိုးအေးသွေးဆိုလို့ရှိရင်တော့နည်းနည်းအဲဟိုနည်းနည်းလေး queue ဆိုင်ပြီးပေါ့နော် तू က သူ့ပေါ်မှာဂီးဆိုင်တာခန့်ကျင်နေသူ့ကိုချစ်တာခန့်ကျင်နေအဲ့အတွက်ဟိုတောင်းနေတောက်ကြားထဲမှာဟိုသူကဖွင့်ပြောမှာတော့မဟုတ်သူဂီးဆိုင်ပါလို့ဖွင့်ပြောမှာမဟုတ်တဲ့အတွက်ဟိုသူဘာဖြစ်ချင်လဲအဲဆိုတာကိုမသိရတဲ့အခါကျရင်နည်းနည်းလေးကြားထဲမှာတောင်းနေတောက်ကဟိုဟိုကရောက်ကစားလေးဖြစ်နိုင်နေပြောသူတို့ကအရန်အထီးကြံတက်တယ်အဲအထီးကြံတာလေးကိုတောင်းနေတောက်ကအဲကိုကိုဘက်ကနေပြီးတော့ပေါ့နော်နားလဲပြီးပြီးတော့အေးသွေးလေးတွေပေါ်မှာမြစ်တာများများပေးပါသူ့အေးချမ်းမှုအတွက်ကိုအနေနဲ့အဲကိုကနေပြီးတော့ပဲဖန်တီးပေးပါပေါ့နော် အဆင်ပြေပါစီအေးသွေးလေးတွေလည်းကြီးနေမယ်လို့ထင်ပါတယ်အဲဒီအဆင်ပြေတယ်ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာနောက်ထပ်ပေါ့နော်ဘယ်လိုမျိုးလေးတွေတင်ဆက်ခြင်းလဲဆိုတာလေးကိုလည်း comment တွေရေးသွားပါအောင်ရှင်မှန်ရင်လည်းမှန်တဲ့အကြောင်းလေးကိုလည်းပြောခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်မင်္ဂလာပါ ဆိုတော့ AB ကြောင်းလေးမေးထားတယ်ပေါ့ AB ကြောင်းကိုပြောရမယ်ဆိုရင်တော့သူက AB တွေးတွေရပေါ့ဒါတော့ general လေးတွေပေါ့နော်ရေပူရတွေဖြစ်တဲ့အတွက်အကောင်လုံးတော့လည်းမှန်ချင်မှလည်းမှန်လိမ့်မယ်ပေါ့နော်ဒါဆီမန်ဒီတီတလောက်ကိုတော့အားလုံး sharing လုပ်တာပါဆိုတော့ AB တွေးတွေကကျတော့သူကနည်းနည်းတည်ငြိမ်ပြီးတော့ရှေးယူဆန်နေသူကရှေးယူဆန်နေသူကပြီးတော့ပုံဝင်ချင်တယ်ပေါ့နော်ပုံဝင်ချင်တယ် flexible အရင်ဖြစ်တတ်တယ်တည်ငြိမ်နေရှေးယူဆန်နေစာအုပ်ကြီးတိုင်းလုပ်တတ်ပေမဲ့သူကဟိုသူတို့အဝင်ချင်အောင်သူတွေအတိုင်းပဲသူက ပြန်ပြီးတော့ဆက်ဆံတုံ့ပြန်တက်တယ်ပေါ့နော်အဲ့တော့ဟိုနောက်တစ်ခါကျတော့ဟိုဝမ်းနေနေတဲ့သူဘီနိုင်းရောက်ရင်တော့ဝမ်းနေပေးတက်တယ်။နာကျင်နေတဲ့သူဘီနိုင်းရောက်ရင်လည်းနာကျင်မှုကိုလိုက်ပြီးတော့အာဒိုင်ယောညီတွေဆိုတာနေပေးတက်တယ်ပေါ့နော်အဲ့လိုမျိုးကြောင့်တခါတကျရင်သူတို့ကအဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုမျိုးဖြစ်တတ်တဲ့အတွက်တော့သူတို့ဆိုရင်သူတို့အာဒါအနိုင်ကျင့်လို့ရပါတယ်ပါတယ်ညာအဲ့လိုမျိုးထင်ကြတယ်ပြီးတော့အညိုအတိတ်ရမ်းကြည့်တယ်။ဒါပေမဲ့သူအညိုအတိတ်ကြီးမှန်းသူ့မသိရအောင်ပြီးတော့သူကဟိုဖုံးကွယ်ထားတယ်ပေါ့နော်တချို့အရာတွေကို ပြီးတော့အဲသူက ACB တည်ငိမ့်နေပြီးတော့ဟိုဘယ်လိုပြောရမလဲသူတို့ကအဲ့လိုရန်ရင်းသူတို့ဘောနော်ဟိုသူတို့ရဲ့အနေတည်တတ်မှုကြောင့်မို့အဲ့လိုမျိုးလူလေးစားခံရတာလည်းများတတ်တယ်များသောအဖြစ်ပေါ့နော်ဒီဒီဇာတာရှင်လေး sorry ဒီ AB သွေးလေးတွေပါပေါ့နော်အဲ့လိုမျိုးအဲဘယ်လိုနောက်တစ်ခါကျတော့သူတို့ကဟိုအပေါင်းတင်းနေပါလေအများကြီးမထားဘူးသွားလေအဲ့အဲ့လိုမျိုးအများကြီးပြီးတော့ ပေါင်းသင်းနေအများကြီးမရှိဘူးသူကဒီတယောက်ဆိုပေါ့ဒီတယောက်ဆိုတယောက်ပဲအဲအဲ့လိုမျိုးပေါ့နော်တယောက်ဆိုတယောက်ပဲပြီးရင်သူတို့ကြည့်လိုက်လို့ရှင်ဟိုသူတို့ကလေသူတို့ကြည့်ရတာစောက်ကြီးတိုင်းလည်းနေတယ်ပြီးတော့ဟိုအပြုံးရည်လေတခါကြတိုင်းနေတတ်တယ်အဲ့တော့လေစိတ်ယုတ်ကြီးလို့ပဲသူတို့မြင်ရင်စိတ်ယုတ်တယုတ်လို့ပဲပေါ့နော်အဲ့လိုအလုံးလုံးဆက်ရှာလို့တယ်ဘာလို့ဆိုသူကခန်းစားချက်ကိုသူတို့ခန်းစားချက်ကိုသူကအပြင်ထုံမပြတတ်ဘူးအဲ့ထုံမပြတတ်တဲ့အတွက်အခါကြတိုင်းတော့နည်းနည်းလေးအဲ့ကိုဘေးနာလူတွေနည်းနည်းလေးတော့အဲ့လို ဟိုဘယ်လိုပြောရမလဲသူကဘာလဲငါပုံမှာအဲ့လိုမျိုးခံစားချက်မရှိတာလားသူအဲ့လိုမျိုးထင်ကောင်းထင်တယ်ဒါပေမဲ့သူတို့အရင်ခံစားတတ်တယ်အရင်လေတနာတတ်တယ်အဲသူတို့အမှန်တော့သူတို့မှလည်းနှလုံးသားရှိတာပဲเนาะဆက်ရုပ်လိုလူသားဖြစ်ပေမဲ့လည်းနှလုံးသားရှိရတဲ့သူတို့မှနာကျင်ဝမ်းနဲ့ကြည်ကွဲတတ်တယ်ခံစားတတ်တယ်အမှန်တော့အရင်စိစက်တည်ကြတယ်เนาะစိစက်တည်ကြမှုလည်းရှိတယ်သူတို့မှအဲပြီးတော့ဟိုဟိုဘယ်လိုပြောရမလဲ ူတို့လှုပ်ဝက်တက်တဲ့အတွက်သူတို့ရဲ့စိတ်ကိုတော့ခံမမ်းမှုအဲ့လိုမျိုးလွဲမနေတာပေါ့နော်အဲ့လိုမျိုးရှိတယ်အဲအဲ့လိုမျိုးပြီးတော့ပဝင်းကျင်နေလေအရင်တခါတလေကြိုင်လာရောညှိထွေးပေါ့အဲ့လိုမျိုးအဲ့နည်းနည်းတော့ရည်တော့ရည်ရတယ်နော်အီဒီအေဆန်နေတယ်တီတီငင်ငင်နေတယ်ရှေးယူးဆန်နေသူတို့ရဲ့ခန်းစားချက်ကိုထုတ်ဖို့မပြတတ်တဲ့သူတွေကခုဘိနာလူတွေတိုင်လိုက်ပြီးတော့နေတတ်သေးတာအဲ့တော့ပြီးတော့သူလူတွေရဲ့စိတ်ကိုလည်းသူကဖက်ဖို့လွယ်ဒီလူကစိတ်ကောင်းရှိတဲ့လူလားဒီလူကငါ့ပေါ်မှာ အဲဘလိုမျိုးဖြစ်နိုင်တဲ့သူလဲအဲ့လိုမျိုးလူတယောက်ကိုမြင်လိုက်တာနဲ့အကဲဖြစ်နိုင်တဲ့စွမ်းရည်ပေါ့နော်အဲ့လိုမျိုးသူကအဲအဲ့လိုအဲ့လိုမျိုးအရန်ကောင်းကြတယ်음ပြီးတော့အလိုက်လည်းအရန်တိတက်တဲ့လူတွေပေါ့မှာနော်အလိုက်လည်းအရန်တိတက်တယ်ပြီးတော့ဟိုဟိုဘယ်လိုပြရမလဲဘယ်လန့်စ်လည်းညီးတယ်ပေါ့လူတွေပေါ်မှာမြင်မြတက်တာနဲ့တွေးခေါ်ပေးတတ်တယ်အဲနောက်ဆုံးချိန်ဒီသူကအရန်ကိုတစ်ဖက်လူတွေတွေးပစ်တတ်တဲ့သူတွေပေါ့အဲသူတို့ပုံမှာအဲ့လိုကောင်းရတာနဲ့သူတို့ပုံမှာမကောင်းဘူးလို့သူတို့ပုံမှာအဲနည်းနည်း နောက်ကြောထားနဲ့ထိုးသွားတာမျိုးတခုခုဟိုဖြစ်သွားပြီဆိုရင်တော့သူကရေစုံမြေစုံဒီလိုက်ပြီးတော့လက်တုံးပြန်တက်တဲ့တွေးမျိုးစားတွေမှာပါတယ်ပေါ့နော်အဲ့တော့ AB တွေးနဲ့ပတ်သက်မိမယ်ဆိုလို့ရှိရင်တော့သူတို့မနာကျင်အောင်အဲဂယူးဆိုင်ဖို့တော့အဓိကအရေးကြီးတယ်သူတို့ကအဲသူတို့ထားတဲ့ limit ကိုပေါ့သူတို့ရဲ့ boundary တွေကိုကျော်သွားပြီးသူတို့ကို ထိခိုက်လာတဲ့အရာဆိုရင်တော့သူကဟိုလက်တုံးပြန်ဖို့ဝင်မလေးတဲ့တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ အဲဆိုအေဗီတွေးလေးတွေလည်းဒါလေးကမှန်နေဆိုလို့ရှိရင်လည်း comment လေးထဲမှာဝင်ရေးသွားပြီးတော့အဲဘယ်လိုမျိုးအဲအကြောင်းအရာလေးတွေကိုလည်းဆက်ပြီးတော့တင်ဆက်ခြင်းလေးစာလေးကိုလည်းပြောသွားပေးပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့အိုသွေးလေးတွေအကြောင်းပြောပြချင်ပါတယ်။အိုသွေးလေးတွေကနည်းနည်းနားလျက်ခတ်တဲ့တင်မှာပါတယ်။ခံမရခတ်တဲ့တင်မှာလည်းပါတယ်။သူတို့ကအဲနည်းနည်းအရစ်တိုင်နဲ့တမ်းမယ်ပေါ့နော်။အဲခါလေးကလူကြီးအရန်ဆန်နေ အားကြတော့ခလေးဘလို့ပဲအဲ့လိုမျိုးပေါ့ဟိုခလေးဆန်လိုက်လူကြီးဆန်လိုက်တင်းငင်းလိုက်ပေါ့နော်သူအဲ့လိုမျိုးလက်ဖွာတက်တဲ့တယ်မှာပါတယ်အဲပြီးတော့နောက်တစ်ခါကျတော့သူကအရန်ဒီအိုသွေးတွေကသူစကားရမ်းများတက်တဲ့သူတဲမှာအိုသွေးပါတယ်ဆိုရင်လေသူက ဟိုအဲ့ဒီအချိန်ကြာလို့ရှင်သူအရန်အတန်တိတ်သွားပြီတော့သူဘာမှမပြောချင်တော့သူတယောက်တည်းပဲနေတော့တယ်အဲ့သူစိတ်ပင်ပန်းနေဒေတာကနေဘာသူအရန်ခဏစွန့်ခွာပါပဲသူတယောက်တည်းပဲနေတော့တယ်အဲ့ငကိုတဲ့အေးတဲ့သူစကားနေတဲ့သူဆိုရင်တော့ပြောမနေနဲ့သူရှိမှန်းတော့မသိရတော့လုံးဝပျောက်ပျောက်ပျောက်သွားသလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးဒီဖြစ်တယ်ပြီးတော့ဒေါသကြီးရဲ့သူကဒေါသကြီးတယ်ပေါ့နော်ဒေါသကြီးတယ်စိတ်တူစိတ်တူရာညံနေသူကစိတ်တူပြီးဆိုတော့မသိပြောချင်ရင်ပြောထားလိုက်တာပဲအဲ့လိုပြောချင်ရင်ပြောတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ထိုင်ကြရင်တစ်ဖက်လူကခံစားသွားရတာကို तू မသိလိုက်။ပြီးတော့မှသွေးအေးသွားတော့မှအော်ငါပြောလိုက်တာများဆိုပြီးစိတ်မကောင်းနေဖြစ်ပြီးတော့ပြန်ချော့ရင်ချော့တာပေါ့နော်။ तू အဲ့လိုမျိုး။အဲ့တော့ तू စိတ်ကအဲ့လိုသူသူစိတ်ကလည်းနည်းနည်းဟိုအရင်အပြောင်းလဲဒီခါကြိုင်ရှိတက်တဲ့ခါကြတော့သူ့ဘိန်းသားလည်းသူ့ကိုကွန်ထရိုးလုပ်ပေးမယ်သူအဲသူ့ကိုတက်မဲ့ပေးမယ်သူပေါ့နော်သူ့ကိုချစ်ပြီးလမ်းလမ်းပြပေးမယ်သူပေါ့နော်လိုအပ်ပါတယ်နော်အဲပြီးတော့ ဟိုသူနဲ့ပတ်သက်တဲ့သူတွေအကောင်လုံးကိုလည်းသူကနှွယ်ဆိုးဆိုးချင်လာမျိုးပေါ့တခါတိုင်းရှိတတယ်အဲ့ဒါ तू အရန်ချင်မှာနော် तू သူပကသူတကယ်ချက်မှာသူခင်တွယ်တဲ့သူမှာဖြစ်တာသူဂယူးမဆိုင်တဲ့သူဆိုရင်သူဖက်လည်းမလုပ်ဘူးအဲ့လိုမျိုးဆိုးလည်းမဆိုးဘူးသူကအေးအေးဆေးဆေးပဲပုံမှန်ပဲတတ်မှန်ပဲသူဆက်ဆံနေပေါ့နော်အဲ့လိုအဲ့လိုမျိုးတွေမှာပါတယ်အဲပြီးတော့နောက်တစ်ခါကျတော့သူကအဲ့လိုသူ့နာကျင်နာကျင်းတော့လို့လို့များပုံမှန်ဆိုသူစိတ်လည်းမဆိုးတဲ့သူဘလို့ပဲလှုပ်လှုပ်စိတ်မဆိုးတဲ့ဘူးစိတ် ဟိုမှာဖြစ်တတ်ဘူးဒါပေမဲ့ तू စိတ်အဲ तू စိတ်ထဲမှာ나ကြီးသွားပြီဆိုလို့ရှိရင်တော့ तू လှည့်လည်းမကြည့်တတ်ဘူးအမှအဲ relationship ပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ဘာလို့မဆိုသူအမြန်စွန့်လွတ်လိုက်ဖို့ तू ဝင်မလေးတဲ့သူထဲမှာပါတယ်တိုးတော်လည်းပဲအဲဟိုပါဘောနော်စိတ်အဲ့လိုမျိုးတွေဖြစ်ပေမဲ့လေ तू ကနောက်လှည့်မကြည့်တတ်ပေမဲ့လေအဲနောက်တစ်ခါကျတော့အဲ့လိုဆုံးဖြတ်ပြီးရင်မပြင်တတ်ပေမဲ့လေ तू ကတခုခုလောက်တော့မယ်တခုခုမှဖြစ်တော့မယ်ဆိုသူအရန်ချစ်တဲ့သူအရင်ရှာတယ် သူချစ်တဲ့သူနဲ့သူသူချစ်တဲ့သူရဲ့စကားကိုသူနားထောင်တတ်တယ်ပေါ့နော်အဲ့တော့အိုသွေးလေးတွေအတွက်ကတော့သူချစ်တဲ့သူသူ့ကိုခဲလုပ်ပေးမဲ့သူသူ့ကိုယူဆိုင်ပေးမဲ့သူကသူ့ဘေးနားမှာရှိနေပြီဆိုလို့ရှိရင်သူ့ရဲ့ဆုံးဖြတ်ချက်တွေကပို့ပြီးတော့မှန်ကန်ဖို့အဲအလားလာများရတယ်ပေါ့နော်တခါလေကျရင်သူတို့ဆုံးဖြတ်လိုက်တာလေးကြလေအမှားယွင်းလေးလည်းဖြစ်တတ်တယ်။ဟွန်းပြီးတော့သူကဟွာပေါ့နော်လို့ပြမယ်စိတ်အစိတ်ပြင်းတဲ့အတွက်ပေါ့စိတ်အားပြင်းထန်တဲ့အတွက်န ချင်းပြန်ရှိရင်လည်းသူကအရင်နာချင်းတက်တယ်အဲ့အတွက်ကိုဘေးနာပေါ့နော်သူ့ချစ်တဲ့သူတွေကနည်းနည်းလေးအဲသူ့စိတ်လေးတွေအေးချမ်းအောင်ဒေါသကြီးတက်တာလေးတွေ short တက်လာအောင်လှုပ်ဆောင်ပေးရင်းနဲ့ဦးသွေးလေးတွေကိုလည်းဖေးမကူညီအတူတူရှိပေးကြပါဦးဆရာမလေးကအကြံဉာဏ်လေးပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကကြည့်ရတာအဆင်ပြေတယ်မှန်တယ်ဆိုလို့ရှိရင်လည်း comment လေးမှတ်သားပေးပါအကယ်၍အဲနောက်ထပ်ဗားလေးတွေတင်ဆက်ခြင်းလေးဆိုတာကိုလည်းရှင်းသားပေးပါရှင်ကျေးဇူးတင်ပါတယ်